အဖေကဒီငလင်းချောင်းကိုလွန်သွားတယ်လို့ပြောရမှာပေါ့နော်ငလင်းလှုပ်တော့အပြင်ထွက်ပြီးနေထိုင်လိုက်တဲ့အချိန်မှာအဲ့လိုမျိုး short ဖြစ်သွားရတဲ့တင်ဒီတောင်သူလေသမားတွေကိုအကူအညီပေးရတဲ့အရန်ဂုံရဲကြောင့်အဖေခံမှန်းချက်တီးတီးကြကြဖြစ်တဲ့အတွက်အဖေကအရန်ပျော်အမြဲတမ်းဂုံယူရယ်တကယ်အရေးကြီးရဲ့ရာသီရောက်လာပြီဆိုရင်လည်းအဲ့လိုညာအိတ်တဲ့အချိန်အရန်နေအဖေကဒီနေ့နှစ်နာရီသုံးနာရီအဲ့လောက်ပဲအိတ်ပြီးတော့အရန်ကိုကြိုးစားတေချာကိုခံမှန်းပေးရပါတော့တောင်သူလေသမားတွေကို အဆင်ပြေစေခြင်းနဲ့အရင်ချစ်တယ်ော်လေကိုစုစုကြောင့်မိုးတွေလွတ်သွားပြီနှမ်းနေတော့စပားတွေတော့လွတ်သွားပြီအများကြီးကယ်လိုက်နိုင်ပြီငယ်ဦးတွေလည်းကယ်လိုက်နိုင်ပြီခွန်အားလေးပေါ့ရည်ကြီးတော့လည်းစုစုကြောင့်ကြိုပြီးဖယ်နေလိုက်တာအဲကြောင့်မို့အိမ်သားလူအသက်တွေအများကြီးကယ်လိုက်ရနိုင်ပြီပေါ့နော်နောက်ပိုင်းအဖေကစုစုဆန်အနေနဲ့အောင်မြင်လာပြီဆိုတော့မှတမင်းတော့အတိအားပြည်သူတွေကိုလည်းအဖေကကူညီပေးခြင်းနေမှာပဲအခုဆိုရင်တော့လေဟုတ်ဟိုမကူညီပေးနိုင်တာအဖေစိတ်မကောင်းဖြစ်နေလိုက်မှာတဲ့ နမင်းကတော့စုယတနာတိတ်မှာဟုတ်အင်းနမင်းကတော့စုစုပါလားဟုတ်ကဲ့အာအကောင်လုံးတီးကြတဲ့ဟိုမင်းကုတ်တီးစုစုဆန်ကတမင်းရဲ့အဖေပါပေါ့နော်တမင်းကအဖေရဲ့အငယ်ဆုံးတမင်းပေါ့မိသားစုကတော့6ယောက်ရှိရဲ့အာမောင်နှမ4ယောက်ညီမကတော့အငယ်ဆုံးပါဟုတ်အဖေကဒီငလင်းချောင်းကိုလွန်သွားတယ်လို့ပဲပြောရမှာပေါ့နော် ဒီအပြင်ငလင်းလှုပ်တော့အပြင်ထွက်ပြေးနေလို့မျိုးထွက်ပြေးနေထိုင်လိုက်တဲ့အချိန်မှာအဲ့လိုမျိုး short ဖြစ်သွားတယ်ထင်တယ်အဲ့လိုမျိုးနှလုံး short ဖြစ်သွားတယ်ဖြစ်နေအာမေ့ပြီးတော့ပြန်ခေါ်လို့မရတော့အဲ့ချိန်မှာပဝန်းကျင်ကတော့ကုညီပြီးတော့ချက်ချင်းစီအောင်ပို့ပြီးရဆိုပေမဲ့ညီမတို့ကတတ်မမီလိုက်ဘူးပေါ့နော်အဖေကဖြစ်ဖူးတဲ့ယောဂါကတော့ဟိုအာယုံကြောအားနေတာပေါ့လေတချမ်းဖြတ်ထားတာမျိုးရှိတယ်ကျန်တဲ့စိတ်ပိုင်းတွေကအကုန်ကောင်းပါတယ် ်ငါတို့ဘောယောဂရည်တော့မရှိဘူးဗောနော်တိတိုးစီးကြိုလည်းမရှိဘူးကျန်အားတော့မရှိဘူးအာအာယုံရောအားနေရဗောနော်အဓိကတော့အဖေကအဓိကဒီဒီဖုန်းတို့ဒါတို့သုံးတာများတယ်ကွန်ပျူတာရဲ့အထိုင်ရမ်းများတယ်ထိုင်ရမ်းများတယ်ပြီးတော့အားကြောင့်ဗောဟာလှုပ်ရှားရမ်းနေရဗောလမ်းလျှောက်တာတွေပါလည်းရမ်းနေအာယုံရမ်းစိုက်တာများဟုတ်အားကြောင့်ပူပြီးတော့တိချင်တော့ပူပူပြီးတော့လေးလာပူပူလေးလာရင်တဖြည်းဖြည်းနဲ့ အဲ့လိုတောင်သူလေသမားတွေအတွက်ကိုပါသူကခမန်းပေးခြင်းနဲ့ဆိုပြီးတော့ခမန်းပေးခြင်းနဲ့ဆိုပြီးတော့အဲ့လိုမိုးလေဝသ group တွေမှာစပြီးတော့ခမန်းပေးရင်းနဲ့အဲ့လိုနာမည်ရလာပါတော့အဲ့ဒါနဲ့အဲ့လိုမျိုးလုံရင်းလုံရင်းနဲ့ဒီလိုမျိုးနှစ်တိကြလာတာပါလို့73နှစ်ဝင်ခြင်းပေါ့နော်အဲ့ဒီမတိုင်ခင်ကတော့အဖေကဒီလိုပဲပညာသင်ပညာသင်တာပေါ့အဖေက online ရပဲပညာသင်တာပါဖေပြောပြတာပေါ့နော်တိကြတော့ညီမလည်းမသိဘူးတော်တော်ကြပြီဆိုတော့လေအဲ့ဒီတော့ကသူတို့ အဲ့လိုမျိုးလေးဝတ်သားအောင်ပညာသင်တဲ့အဖွဲ့ရှိရပေါ့နော်အဲ့ဒီအဖွဲ့ကအဲ့ဒီအဖွဲ့ဆိုနိုင်ငံခြားလူလည်းပါတယ်ပေါ့နော်အိန္ဒိယတော့အိန္ဒိယချင်းနိုင်ငံကအကုန်လုံးတင်ကြရပေါ့နော်အကုန်လုံးတင်တော့အဲ့ဒီအဖွဲ့နဲ့အဲ့ဒီအဖွဲ့နဲ့အတူတူအဖေကအဲ့လိုလီလာစီစီးပူးခဲ့ပေါ့နော်အဲ့လိုမျိုး private group ရှိရပါညာနဲ့အဲ့လိုပြောဘူးကတော့ကြားဘူးရှင်အဖေနဲ့နေခဲ့ရပါအဖေနဲ့တော့အဖေကတမိချစ်ဆုံးပေါ့အဲ့လိုမျိုးအငယ်ဆုံးဟုတ်အငယ်ဆုံးဟုတ်အငယ်ဆုံးကအချစ်ဆုံးတမိဟာဟာ အော်ဆူဆူဆန်ကတော့ညီမနာမည်အဓိကပေါ့ဆူဆူဆိုပြီးသုံးလိုက်တာသုံးပြီးတော့ဆန်ကကျတော့ဘေရင်တွက်ကြည့်ပြီးတော့နခတ်တပညာရှင်တယောက်ကလည်းအကြံပေးရလို့ပြောတယ်အဖေကလည်းဘေရင်တွက်ကြည့်တော့အဲ့အထွတ်တိတ်ဖြစ်တဲ့နာမည်တစ်လုံးထည့်လိုက်ပါအဲ့တော့အဲ့တော့အဲ့ဆိုရင်ပို့ပြီးအောင်မြင်နိုင်မယ်ပို့ပြီးတော့ဒီလောက်ကပို့ပေါက်ရောက်နိုင်မယ်လို့ပြောတဲ့အတွက်ကြောင့်အဖေကညီမနာမည်နောက်မှာအဲ့ဆန်ဆိုပြီးထည့်လိုက်တာပေါ့နော်အင်္ဂါနန်ဖြစ်ပြီးတော့နာမည်ထည့်လိုက်တာဟုတ်မင်းကဒီဆိုတာကြတော့မင်းကဒီကကြတော့ ဟိုဟာညီမတို့မုံတိုင်းဝင်တာဗောနော်ခုနှစ်တော့ညီမအတီးကြတော့သိမမှန်မီတော့အဲ့တုန်းကဝင်မုံတိုင်းဝင်တဲ့နမင်ကအဖေကအဲ့တုန်းခံမန်းကြီးကခံမန်းတော့ခံမန်းတော့အဲ့မုံတိုင်းနမင်ကဟိုဟာသူတို့ညီမလို့ဘာသာပြန်လိုက်ရင်တော့မင်းကုတ်တီမင်းကုတ်လို့အဓိပ္ပာယ်ရအဲ့မင်းကုတ်အဲ့နဲ့အဖေကအဲ့တုန်းကလည်းအဲ့တော့လေဒီမုံတိုင်းကိုဘလောက်နဲ့ဘလောက်နဲ့ဝင်မယ်ဆိုပြီးခံမှန်းတော့အဖေကသူ့မှန်းတာမှန်သွားတာကိုအရင်အကုန်ယူပြီးတော့တောင်သူတွေကလည်း အဲ့လိုမျိုးဂုံယူပြီးတော့ပေးထားရနေမယ်ဆိုအိုင်မင်းကိုဒီဆွဲနေမယ်ရသွားပါဘောနော်အဖေကလည်းတအားကြိတ်တအားသဘောကျအဲ့နေမယ်လို့အဲ့ကြောင့်အမြင်နဲ့နာမည်ပါလိမင်းကိုဒီမင်းကိုဒီဆိုပြီးထည့်ပြီးပြောပါဘောလေသမားတွေအခုညီပြရတော့အရန်ဂုံယူရဲကြောင်းအရန်ပျော်ရှင်နေကြောင်းပြီးတော့အဖေအဖေခံမှန်းချက်ဒီတိတိကျကျဖြစ်တဲ့အတွက်အဖေကအရန်ပြောရအမြင်နဲ့ဂုံယူရဲဒီလိုမျိုးတိကျဖြစ်အောင်လဲအမြင်မနော်ဘာလို့လို့ တည်တည်ကြကြမမှန်ကန်ကန်လုတ်ဆိုပြီးတော့အမင်းညီမကိုမှားရေပေါ့နော်ညီမကိုဘာလုပ်လို့လीအမားလည်းမခံဘူးမိုင်းလည်းစူတယ်စူပြီးတကူဆိုရင်တည်တည်ကြကြမမှန်ကန်လုတ်မားလို့ညာဘူးပေါ့နော်အမားလုံးဝမခံဘူးလို့ညီမရှိဟုတ်ဘုရားညီမတို့ကိုလည်းဆက်ဆာခြင်းမပြောပြဘူးမပြောပြဘူးဒါပေမဲ့မသိဘူးမသိဘူးပေါ့နော်ညီမတို့အနေနဲ့လည်းမသိခဲ့ဘူးမသိခဲ့ဘူးဟိုဖေးအင်တာနက်တွေတုံးနေရဲ့အဲ့လိုမျိုး အဲခင်ဗျာဒီဘက်ကိုစိတ်ဝင်စားတယ်ပေါ့အဲ့ခစ်တွန်းကြတော့ဒီ internet ဆိုတော့တိတ်ပြီးတော့ခင်မစားဘူးခင်မစားဘူးအဲ့ laptop ရေကွန်ပျူတာရေကွန်ပျူတာရေပေါ်တဲ့ချိန်တုန်းကလည်းအဖေကဒီကွန်ပျူတာကိုအရင်စိတ်ဝင်စားတယ်အဲ့လိုမျိုးအရင်စိတ်ဝင်စားတယ်ပေါ့နော်အဖေကအရင်လေ့လာရဲ့အရင်လေ့လာရဲ့လူတယောက်လိုပဲထင်ခဲ့တာနောက်ပိုင်းအဖေကစုစုဆန်အနေနဲ့အောင်မြင်လာပြီဆိုတော့မှသမီးတို့ကတိရသမီးတို့အဲ့လိုမျိုးဖွင့်ပြောတာပေါ့နော်ဟောအဲ့ကြမှာစ တာဟာဟာအဲ့လိုမျိုးတည်ရပါအစကတော့တည်တော့တည်တယ်နည်းနည်းပပပေါ့နော်အဖေကမိုးလီဝတိုင်လေးလီလာတယ်ပူတူချော့တွေပါရဲ့လေအဲ့တုန်းကကွန်ပျူတာခက်စားတော့လီလာရဲ့ကိုခဲတွေပါရဲ့ဆိုရင်လည်းသူကိုကဂျီမေးပါရဲ့အစဖုန်းဘာအကုန်လုံးအဖေတင်မေးခဲ့ရပဲဆိုတော့လေအဖေကဒီခင်းနဲ့အညီလိုက်ပြီးတော့တင်ကြားနေတာပေါ့နော်အဖေကမိုက်တယ်ပေါ့အဲ့လိုမျိုးတော့အဲ့လိုမျိုးခံစားချက်တော့ရေအဲ့တုန်းကအဲ့လိုမျိုးပေါ့နော်အဖေကအမြင်တင်နေတာပေါ့နော်ကျွန်တော်တို့ ငငယ်လေးကလေးကကွန်ပျူတာနဲ့ပတ်သက်တဲ့ဆိုရင်လည်းအကုန်လုံးသင်ပေးရဲအဲ့လိုမျိုးဆိုတော့အဖေကဆန္ဒဆိုပြီးတော့တည်တံ့တော့မပြောခဲ့ဘူးပေါ့နော်ပြီးတော့ဆုံးသွားတယ်လည်းအရင်ရုတ်တရက်ဖြစ်သွားတာဆိုတော့အဖေကိုယ်တိုင်နဲ့ကိုကိုကိုဆုံးမယ်လို့မတင်ထားဘူးညီမတို့ကိုယ်တိုင်နဲ့မမျော်လင့်ထားတဲ့ကိစ္စတခုဆိုတော့အဲ့လိုတည်တံ့ရင်မှားဖို့လည်းအချိန်မရလိုက်ဘူးပေါ့နော်အဖေဆက်ကြော်သက်အရွယ်လောက်တုန်းကလေယာဉ်လုခဲ့ဘူးလေအဲ့တုန်းကလည်းအဲ့တုန်းကလည်းပေါ့နော်မိုးမိုးဥစောတာမိုးနောက်ကျတာကြောင့်ပေါ့နော်တောင်သူလက်သမားတွေအနေနဲ့ စပားကြီးပြက်တာစိုက်ပျိုးသီးနှံနေပျက်စီးရတယ်ကိုဖေကမျက်မြင်ကိုတီကြုံတွေ့ခဲ့ရဖြစ်တဲ့အတွက်ကြောင့်ကြောင်သူတွေရဲ့ဘဝကိုကိုချင်းစားတယ်ပို့ပြီးတော့လဲအဆင်ပြေစေချင်တဲ့အတွက်ကြောင့်မလို့ဖေကဒီမူးလေးဝတ်တာကိုပို့ပြီးတော့အားထည့်ပြီးတော့တဖြည်းဖြည်းနဲ့အကုန်လုံးဆုံးချုံမှုနဲ့အောင်သူကပြောပြချင်တယ်ဆိုပြီးတော့အဲ့လိုတဖြည်းဖြည်းနဲ့ပို့ပြီးစူးစမ်းခဲ့ရပါလို့ဘာလို့ခမန်းပေးဖို့အင်အားရရခဲ့ရလဲဆိုတော့ဆုစုဆုစုကြီးမဆုကြီးဒီမှာတော့ ဟိုစုစုကြောင့်မိုးတွေလွတ်သွားပြီဒီပစ္စည်းတွေတော့နန်းနေတော့စပားတွေတော့လွတ်သွားပြီအများကြီးကယ်လိုက်နိုင်ပြီငွေတွေလည်းကယ်လိုက်နိုင်ပြီအဲ့လိုမျိုးအဲ့လိုမျိုးခွန်အားလေးပေါ့အမြင်လာပြီးကျေးဇူးတင်ပါတယ်အဲ့လိုမျိုးကြောင့်မိုးလွတ်သွားပြီအရေးကြီးတော့လည်းစုစုကြောင့်ကြိုးပြီးဖယ်နေလိုက်တာအဲ့ကြောင့်မို့အိမ်သားလူတွေအသက်တွေအများကြီး ခဲလိုက်ရနိုင်ပြီပေါ့နော်လွတ်သွားပြီအသက်ဖေးအများကြီးလွတ်သွားပြီကျူတင်ပြင်ဆင်ထားနိုင်ပြီစုစုကြောင့်ဂုံးမြင့်ပေါ်သွားပြီနေလိုက်တာအဲ့တော့အများကြီးလွတ်သွားတယ်ပေါ့နော်အဲ့လိုမျိုးပြောကြတကယ်အရေးကြီးရဲ့ຢာတိရောက်လာပြီဆိုရင်လည်းအဲ့လိုညာအိတ်တဲ့ချိန်အများနဲ့အဖေကဒီနေ့နှစ်နာရီသုံးနာရီအဲ့လောက်ပဲအိတ်ပြီးတော့အဲတခါကျရင်လည်းခဏမေးရပေါ့နော်အလိုလိုနဲ့အဲ့လိုမျိုးမေးပြီးတော့အရင်ကကြိုးစားအရင်ကကြိုးစားနဲ့အဖေကတိချာကိုတိချာကိုခံမှန်းပြီးရပေါ့နော်တောင်းတူလေသမားတွေကို အဆင်ပြေစေချင်တယ်အရင်ချစ်တယ်ော်လေလေထွက်တဲ့လေသမားတွေပြီးတော့အုပ်လုပ်ငန်းတွေအဲ့လိုလုပ်ငန်းတွေဒီမောသားတွေအားစားပါတော့ဒီလိုမျိုးအဖေရဲ့မူလဝတ္ထုကိုကြည့်ပြီးတော့မှခီးထွက်ပါတယ်အဖေကြောင့်လို့သူတို့ဘလို့အဆင်ပြေပါတယ်ပေါ့နော်အဖေကိုအမြင်နဲ့လာပြောကြရတဲ့အတွက်အဖေကပို့ပို့ပြီးတော့အဲ့အားရင်နေနဲ့ပို့ပို့ပြီးတော့ဒီအလုပ်တွေကိုပို့ပြီးရှေ့ဆက်ပြီးတော့လုပ်ဖြစ်တာပါလို့ဒီလိုမျိုးပို့ပြီးတော့ခံမှန်းပေးဖြစ်တာပေါ့နော်တောင်းကြေသမားတွေကိုအခုလိုမျိုးဖြစ်တော့လေပြည်သူတွေကိုလည်းအဖေက ကူညီပေးခြင်းနေမှာပဲအခုဆိုရင်တော့လေဟုတ်အခုမကူညီပေးနိုင်တာအဖေစိတ်မကောင်းဖြစ်နေလိုက်တယ်ထင်တယ်အဖေလည်းကြတော့ဒီငလင်တန်ကြောင့်တဘာဝဘေးကျင်အန္တရာယ်ပဲပေါ့နော်ငလင်တန်ကြောင့်မယ်အဖေကဆုံးမသွားရဲ့ပြောပါတော့အဲ့လိုမျိုးဆိုတော့ညီမတို့လည်းအရင်စိတ်မကောင်းဖြစ်ရပါတယ်လို့ပျက်စီးသွားတဲ့အိုးအိမ်ကြီးဒီဆုံးသွားတဲ့လူတွေရှိရလဲညီမအနေနဲ့တကယ်ကိုအရင်ကစိတ်မကောင်းဖြစ်ရပါတယ်အထက်တူစိတ်မကောင်းဖြစ်မိပါတယ်လို့ ပေးကြတော့အဖေအမတ်တရားပေါ့နော်အမတ်တရားအမတ်တရားအနေနဲ့ထားမှာပါလို့တကယ်လို့ရေးပေါ်တဲ့နေပါရေလိုအပ်တယ်ဆိုရင်တော့ကူ share ပေးတာမျိုးကူတင်ပေးတာမျိုးတော့ရှိမှာပေါ့နော်ပြီးသူအကျိုးပြုလူမှုကေဆယ်ရေးဒါမျိုးပေါ့နော်တရင်နေပါရေတင်ပေးဖို့လိုအပ်တယ်မျိုးဆိုရင်တော့တင်ပေးမှာပါဒီတိုင်းကတော့ညီမတို့မိုးလေဝသကတော့ဆက်ပြီးတော့ရှိမှာမဟုတ်တော့ပါဘူးအဲ့တော့လည်းစိတ်မကောင်းပါဘူးဟုတ်